ဂါဇာတပရေ1366ခုနှစ်တွင်ကျွတ်လာစဉ်5ရက်ခရစ်နှစ်1400ခုနှစ်အောက်တိုဘာလ28ရက်ကြာသာပြီနေ့ကဲအလုံးတန်ဃာတွေထဲမှာထိုင်တဲ့အခါမှာခါဆန်တာမျက်လုံးမပူကြည့်တည်ကြည့်မကြည့်နဲ့ဒါမျိုးကိုဒီလိုလိုဒီမနေတက်မထိုင်တက်မျက်လုံးတွေဟိုကြည့်တည်ကြည့်တန်ဃာကြားထဲမှာရုပ်ပြဆင်ပြဖြစ်ပရိသတ်ဒုတကပရိသတ်ကိုဖြည့်စည်းတဲ့ပုံကိုခေါ် ပါဠိလိုဘယ်လိုခေါ်လို့ဆိုရင်မြန်မာလိုကတန်ခပရိသတ်ငြိမ်းပြီးတော့နေတဲ့အချိန်မှာကိုကဟိုကြည့်ဒီကြည့်ခေါင်းကြီးကစောင်းနေဒါမျိုးတွေဆိုလို့ရှိရင်ဒီလိုတို့ဒါပရိသတ်ဒုတကစာပေခေါ်တယ်အဲ့တော့ကိုကကိုစွမ်းအားရှိတဲ့မြတ်တီတီငြိမ်ငြိမ်လေးနေပေးပါ15မိနစ်ခန့်ပေါ့ခုဒီလိုတို့ဒီနေ့ပဝါရဏပြုပြီးသွားပြီ ပဝါဒနာပြုပြီးတော့မနက်ဖန်အာယုံတက်ပြီးဆိုရင်ဝါလွတ်လွတ်ကျွတ်ကျွတ်ကျွတ်ပြီပေါ့ဗျာဒီနေ့တော့ဒီအာယုံတက်တဲ့အချိန်အတွင်းမှာတော့ကျွတ်တယ်လို့ပြောလို့မရသေးဘူးအဲ့တော့မနက်ဖန်အာယုံ လာပြီးကျွတ်တည့်ရနေ့မှာအာယုံတက်ပြီးဆိုရင်ဒီလိုတော့ဝါကျွတ်သွားပြီဝါကျွတ်တော့ဒီလိုဒီမနက်ဖန်ကတော့စာဝါတွေဘာတွေမချခြင်းနေလေပဲကိုယ့်အကူပြန်ပြီးတော့ခြေတဲ့အနေနဲ့ကြက်ခြင်းကြက်ပေါ့စာချခြင်းလည်းပဲထုံးစံတိုင်းချပေါ့ ဒါတော့ကိုယ့်ရဲ့စာတက်တဲ့တန်ခါနဲ့ညှိပြီးတော့ကိုယ့်ကိုခြေကျင်သေးတယ်ဆိုရင်လည်းပဲတရက်လောက်ခြေပေါ့နှစ်ရက်နေ့ရစာပြီးတော့ပုံမှန်တိုင်းလေပတ်မှာပေါ့ဗျာဒီလိုလိုကြောင်းကတာမဏိစာဝအဓိကထားတော့တာမဏိစာမေးပွဲတွေရဲ့နေလာပြီဒါကြောင့်မို့အဓိကထားပြီးတော့လောက်သွားတယ်ဒါကြောင့်မို့မနက်ပိုင်းစာဝပို့ချတဲ့အကြီးကြီးရဲ့စာကြဘုန်းကြီးတွေကခြားခြင်းရင်လည်းပဲခြားဖို့မခြားခြင်းရင်လည်းပဲတရက်လောက် နာကျင်နာနာဆိုတော့ကိုယ်စာကိုပြန်ပြီးတော့ခြေရမှာပေါ့ဘာလို့ရမှာတော့ဆိုရင်ကိုယ်စာကိုပြန်ပြီးတော့ခြေအဲ့တော့အရင်ဘက်ကပြောတဲ့ဒီလိုသူတော်ကောင်းလက္ခဏာ၅ပါးကိုနောက်တစ်ပတ်မှာပဲပြောတော့မှာပေါ့ဒီနေ့နဲ့ဆက်တဲ့ဟာလေးတပြီးတော့ပြောအောင်မယ်ပေါ့ဒီနေ့တည်ကျလာပြီးနေသလိုဒီမြတ်စွာဘုရားတောင်းရင်သာလက်ပြီမှာမိခင်ရဲ့ဂျေဇူးဆက်တဲ့အနေနဲ့ အဘိဓမ္မာခုနှစ်ကျင်းကိုဟောပြီးတော့ပြန်ဆင်းတဲ့နေနဲ့တပြို့တို့ပူဇော်ကြတယ်ပေါ့လူပြည်ကနေပြီးတော့စီမီတွေဘာတွေနဲ့ပူဇော်ကြတယ်အဲ့တော့ရှင်ဘုရားတို့လည်းပဲခု မီးတွေဘာတွေနဲ့ဒါလျှက်စစ်မီရောဖျောင်းနိုင်မီရောအားလုံးစွမ်းအားရှိပြီးမြကိုယ့်အကူတရားတရားလျောက်လောက်ကြတာကောင်းပါလေဒါပေမဲ့လူတပြို့တို့ကောင်းပြီမဲ့လို့တပြို့တို့တောင်ပြိုးစီရတော့ရဲ့နေစဉ်နေစဉ် ်ရွေလို့ဒီကြောင်းတိုက်သာသနာတော်ဖြင့်ဗုဒ္ဓမြတ်စွာဘုပူဇော်ပါ၏ဆိုတဲ့စကားလေးရှင်ပြတော့လည်းပဲကြားဖို့မှာဒီရွေလို့လည်းပဲဩဝါဒတွေတရားတိတ်ခွေတွေထဲမှာကြားကြနေရတယ်။တောင်မျိုးစရာတို့ရဲ့သူ့ရဲ့ကြောင်းတိုက်ကိုတန်ဃာတော်ရှင်မြတ်တွေရဲ့တန်ထံမှာလည်းပဲသီလတမာတိပညာဒီလိုတက်နိုင်နေမြတ်ပြေဝအောင်ကြိုးစားတယ်ကိုရင်လေးဖြစ်ပေစီကိုရင်လေးမို့လို့ညစာတော့ဖွင့်လို့မယ် တချင်းဆိုတာလေးတော့ခွင့်လွတ်မယ်ဒါမျိုးမရှိခဲ့ဘူးသီလာအဖြစ်လည်းပဲဆွမ်းအားရှိတဲ့မြတ်ပြည့်အောင်ကြိုးစားတယ်တမာရီကလည်းပဲစာကျက်တာတော့မှကိုစာကျက်လိုက်တဲ့အတွက်သူတစ်ပါးမှထိခိုက်မယ်ဆိုရင်အတန်ထွက်မကျက်ဘဲနဲ့ဒီလောက်ထိတမာရီတရားမှလည်းပဲပဝန်းကျင်ကိုမထိခိုက်အောင်စောက်တည်ပြီးတော့ပဝန်းကျင်ကောင်းဖြစ်အောင်လုပ်ပေးခဲ့တယ်ပေါ့အသေးဖွဲရစပြီးပညာရေးစင်တန်းအနေနဲ့လည်းပဲ တောင်မျိုးဆရာတော်ကြီးရဲ့ဒီမှတ်စုမှတ်ရာတွေနဲ့ကြည်ပြီးတော့အောင်ရတာရှက်เสียကောင်းလိုက်တာဆိုပြီးတော့ဒီဆုံးမပြီးတော့ဂါထာလေးတွေပါနေချပေးခဲ့တာလေးရှိခဲ့တယ်ပေါ့အဲ့တော့တောင်မျိုးဆရာတော်ကြီးရဲ့သူ့ရဲ့တန်ဃာတော်တွေရဲ့တန်တန်မှာသီလသမာဓိပညာတွေတက်နိုင်တယ်များပြည့်စုံအောင်လုပ်တယ်ဒါကဓမ္မအားဖြင့်ပူဇော်တာဘာအားဖြင့်ပူဇော်တာလို့ဆိုရင်နောက်ပြီးတော့ကြောင်းတက်ကြီးတန်ရှင်းအောင်နေစဉ်တည်ပြည့်စီလဲ ဘူဂျီဝငယ်လေးလို့ဖိုးသူတော်လေးတပည့်တော်တို့ကိုပဲတိမ်သက်ကြောင်းရောက်ပါစာရောက်တဲ့နေ့မှာအငယ်ဆုံးဖြစ်လို့ဒီဖိုးသူတော်လေးနဲ့ရောပြီးတပည့်တော်တို့အကြောင်းအငယ်ဆုံးဆိုတော့ခွေးချီကျုံတဲ့လေးရှိတယ်ပေါ့ငနဲ့တုံကြီးခောက်ပြီးပြီဆိုရင်ဒီခွေးချီကျုံတဲ့ဟာနဲ့ကျောင်းနဲ့လှည့်ပြီးတော့ကိုယ့်ဘဝကျင်တန်ရှင်းရတာပေါ့ဒါတွေကတပည့်တော်တို့ဒါအမိတ္တနဲ့ပူဇော်တယ်လို့ပြောရင်ပြောပေါ့ဒီကြောင်းတိုက်တန်ရှင်းပြီးတော့စိတ်ငြိမ်ပြီးတော့နေတယ်ဒီကြောင်းတိုက်ကြီးเนี่ย ဒီကြောင်းတိုက်သာသနာတော်ဖြင့်ဆိုတဲ့တန်ဃာတော်တွေတန်တန်မှာရှိတဲ့သီလသမာဓိပညာကြောင်းတိုက်ရဲ့အနေထားတိတ်ဆိတ်မှုဒါတွေနဲ့ပူဇော်တော်ဒါကြောင့်မို့တောင်မျိုးဆရာတော်ကြီးကနေ့စဉ်နေ့စဉ်ညတိုင်းညတိုင်းကိုလောကလေးချီပြီးတော့ဒီကြောင်းတိုက်သာသနာတော်ဖြင့်ဘုရားမြတ်စွာဘုရားပူဇော်ပါဤလို့ပြောဆိုလေးရှိတယ်ပေါ့ကဲအဲ့ဒါလေး၃ခေါက်လောက်ဆိုကြည့်ပါ ဒါမျိုးတွေတတိယတဲ့အချိန်မှာဆရာတော်ကြီးကိုအတူယူပြီးတော့ဒါမျိုးလှုပ်ရမှာတရားတို့ဒီခုမိပူဇော်တယ်ဆိုတာလည်းပဲဘသူကိုပူဇော်တာတော့ဆိုရင်မြတ်စွာဘုရားကိုပူဇော်တယ်တောင်မျိုးဆရာတော်ရေတော်မြတ်စွာဘုရားကိုဗုဒ္ဓမြတ်စွာလို့ဉာဏ်ရင်သုံးလေးရှိတယ်ပေါ့အဲ့တော့ပူဇော်တယ်ဆိုတဲ့အခါမှာတရားတို့စီမိတွေပါနေနဲ့ပူဇော်တယ်ဒါကောင်းတယ်ကြောင်းတိုက်တန်ရှင်းပြီးတော့ညံ့နေဆိုလို့ရှိရင်လည်းပဲဒါကြောင်းတိုက်တန်ရှင်းရေလောက်ကြတယ်ဒါလည်းပဲမြတ်စွာဘုရားကိုပူဇော်နေတာ နောက်စားကြည့်ပေချင်းကနေတင်ရတဲ့ပူချကြရတယ်။ဒါလည်းပဲမြတ်စွာဘုရားကို ပူဇော်နေတာ။ဘုရားကိုတက်ကြတယ်။တရားထိုင်နေမေတ္တာပွားတယ်။နောက်ဆုံးစည်းကမ်းနဲ့ညီနေတယ်။စာမှုပဲခိုးဖြေတဲ့စိတ်တည်းပါပြအောင်လှုပ်ပြီးတော့တန်တန်ရှင်းရှင်းနဲ့ပိတကတ်တွေတက်မြောက်အောင်သင်နေတယ်။ဒါတွေအလုံးဟာဘုသူကိုပူဇော်နေတာတော့ဆိုရင်မြတ်စွာဘုရားကိုပူဇော်နေတာပဲ။အဲ့တော့ပူဇော်တဲ့အခါမှာဒီလိုတရင်ကျွတ်လာနေနေမှာပူဇော်တယ်ဆိုပြီးတော့ဒီလို တခါတည်းရင်တွေ့ရတာတွေကဒီဖျောင်းချက်တွေဟိုလှုပ်ဒီလှုပ်ရှောက်လှုပ်နေတာတို့နောက်ပြီးတော့ဟေလာဟာလာလှုပ်တာတွေတို့ဒါတွေကမြတ်စွာဘုရားကို ပူဇော်ရာရောက်တလားမရောက်ဘူးလားဆိုရင်မရောက်တဲ့အမူအရာမျိုးတွေကိုရှင်ပြတို့ရှောင်ကျင်ပေးပါဒါတော့ဆိုရင်ရှင်ပြတို့နားလည်ပါလေအကြီးအစားပြီးတော့ငဲတိဒါအတိညာဉ်၄အလုံးလူနယ်ပယ်မှာမဟုတ်ပဲနဲ့တန်ခါနယ်ပယ်မှာဆုံးမတဲ့ကြားထဲမှာနေတဲ့အခါမှာမြတ်စွာဘုရားကိုပူဇော်မှုမရောက်တဲ့ ကာယကံဝစီကံတွေကိုရှောင်ကျင်ပြီးတော့ဆွမ်းအားရှိတဲ့မြတ်ကြီးလေးလေးမြတ်မြတ်ပဲပူဇော်ပါကုသိုလ်စိတ်တန်တန်နဲ့ပူဇော်ပါလို့ဒီလိုပဲပြောခြင်းဒီနေရာမှာဒီပြောလို့ဒီဓမ္မဆိုတဲ့ဝိสารณะပညာစဉ်းစားဆင်ခြင်တတ်တဲ့ပညာမပါဘူးဆိုရင်တိတ်ပြီးတော့အကျိုးမဲ့တွေဖြစ်တယ်ဒီလိုလိုစာချနေတဲ့ခေါင်းဆောင်တွေလည်းပဲဒီဟာလိုအပ်တယ်တပီးတော့လည်းပဲလိုအပ်တယ်တပီးတော့ဟာဆိုရင်ပို့ပြီးတော့တောင်းလိုအပ်သေးတယ်ခေါင်းဆောင်ပို့ဖို့နောက်ပြီးတော့စာတင်သားတန်ဃာတွေလည်းပဲဒီဓမ္မဆိုတဲ့ဝိสารณะပညာ စူးစမ်းဆင်ခြင်တတ်တဲ့ပညာမှန်မှန်မှန်ဆုံးဖြတ်တတ်တဲ့ပညာတိတ်ပြီးတော့လိုတယ်တကယ်လို့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုပြီးတော့တစ်ပင်လေးပါလေးသွားပြီးတော့လုံလိုက်တယ်ဆိုရင်ဟိုတနစ်ကလည်းပဲဒီတစ်ပင်တမာပင်အကုန်လုံးအဲမီးလောင်သွားတယ်ဒါမျိုးတွေဆိုလို့ချင်းတစ်ပင်ပေါ်မှာသွားပြီးတော့ဒီဖျောင်းနိုင်ထွန်းတဲ့အခါမှာစီမီးကွက်ကလေးနဲ့ဒါမျိုးပေါ့ဒီရုပ်ကစိုးနမင်းတွေကိုလည်းပဲမြတ်စွာဘုရားကိုပူဇော်နိုင်ပါစေဆိုတဲ့စိတ်စေတနာတန်တန်နဲ့ နောက်ဗောဓိကွင်ပင်မှာဆိုလို့ရှိရင်လည်းဒီလိုတို့သွန်အားရှိတဲ့ညမျက်စွာပြရပွင့်တော်မူခဲ့တဲ့ဒါဇေဒီတမျိုးပဲပေါ့ဒီလိုဟာလေးတွေအာယုံပြုပြီးတော့ပူဇော်တဲ့အခါမှာเจ้าနေပါတွေပေါ်မှာပူဇော်တဲ့အခါမှာဖျောင်းနိုင်နေထုံးတဲ့အခါမှာဒီလိုတို့စီမီွက်တွေမပါဘူးဆိုလို့ရှိရင်เจ้าပေါ်မှာတိတ်ပြီးတော့ညစ်ပတ်ကုန်တယ်ဒီဟာတွေကတန်ဃာတော်အတွက်လူထားတဲ့เจ้าကိုကမီးပူဇော်ခြင်းနဲ့ဆိုတဲ့အကျိုးလေးနည်းနည်းသိပြီးတော့အပြစ်တွေကများသွားတယ်ဒါကြောင့်မို့ဒီလိုတို့ ပေါ့စီလူလူကြောင်ရုပ်ထိုးဆေးအတွက်လေးဆိုတဲ့စကားရှိတယ်။လူတယောက်ကပေါ့ခြင်းလို့အဆင်းအတက်မှာကြောင်ရုပ်တွေဘာတွေထိုးလို့ရှိရင်တော့အခုံတွေပြန်နေဖြစ်မယ်ဆိုထိုးလိုက်တာ။နောက်ဆုံးဆေးထိုးလိုက်တဲ့အတွက်ပိုလေးတယ်ဆိုတဲ့စကားပုံလိုပဲ။ကိုကမီးပူဆိုတာကုသိုလ်လိုခြင်းလို့လားအကုသိုလ်လိုခြင်းလို့လား။ဒါပေမဲ့လူကြောင်ကန်နေညစ်ပတ်သွားပြီ။တန်ရှင်းတဲ့နေရာတွေညစ်ပတ်တယ်ဒီအောက်ကအုတ်ခုံတွေကတော့ထားတော့ တကယ်နေရာတွေညစ်ပတ်သွားတယ်ဆိုလို့ရှိရင်ကုသိုလ်တဲ့ဘာပုံများသွားမလဲဆိုရင်ဒီတန်ခါနေတဲ့အကြောင်းမှာအကုသိုလ်ကပိုကြီးတယ်ဒါလည်းပဲရှင်ပြားတို့ခွင့်တင်နိုင်တပြီတို့ပြောခဲ့တယ်စာကျက်တဲ့အခါမှာလည်းပဲနိုင်ရည်တွေချွေးကြီးတွေနဲ့မမီပါနဲ့ရိုးရိုးလေးကျက်ပါဒီမိမိပြီးတော့နိုင်ငံတွေသွားကြက်တယ်ဆိုရင်နိုင်ငံတွေမှာကိုယ့်ရဲ့ခေါင်းကကြီးတွေပါတယ်ပေးကုန်ရဲ့အပြစ်ရှိတယ်ဒီစွမ်းစားကြောင်းမှလည်းပဲဒီတိုင်းမျိုးတွေပြောနေရတယ်ပေါ့နော် ဒါကြောင့်မို့ဒီလိုလိုဒါဝိသရဏပညာစူးစမ်းဆင်ခြင်တတ်တဲ့လေ့လာတတ်တဲ့ပညာလိုအပ်တယ်။ဒါဟုဒီလိုလိုဒီဝါနရိန္ဒစက်ကြတော့ဒီဓမ္မကိုပဲရံအောင်ချောင်းတရားလေးပါလို့ထည့်ပြီးတော့ဟောတာလာရှိတယ်ပေါ့။ဒီပညာဟာတိတ်ပြီးတော့အရေးကြီးတယ်။ဒီလိုလိုဒီဝါနရိန္ဒစက်မှာဒီလိုလိုလည်းပဲခုစာတင်တိုက်တီထောင်နေဆိုတော့အစစရရခက်ခဲတွေတွေ့တာပဝန်းကျင်ဆိုတဲ့တနေ့ကဒီလိုလိုပါဠိကာရီ ရာဘုံကြီးဥမဟောကပြောတယ်။ဟာမြတ်ဆက်ကြဆိုလို့ရှင်ဘုံကြီးဒီအာလုံးကအာလုံးကပဲလေးပြုတ်နေကြတာပဲတဲ့။မြတ်ဆက်ကြကြောင်းတိုက်လို့ကြားလိုက်လို့ရှင်အာလုံးကလေးလေးစားစားဖြစ်နေတာတဲ့။အဲ့ဒါနဲ့တပည့်တော်ပြန်လျှောက်ခဲ့ပါတယ်။ဒါများသောအားဖြင့်တော့ဟုတ်ပါတယ်။သူတော်ကောင်းစိတ်တက်ရှိတဲ့ပုံကိုယ်တွေကတော့လေးလေးစားစားနဲ့အာလုံးဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုကြတာမှန်ပြီမဲ့လို့ ဒီအိတ်တမစ္စရိယဆိုတဲ့တရားရှိလို့ရှိရင်တခါတရံကြတော့ဝမ်းမမြောက်နိုင်တာတွေရှိတယ်ဗျာလို့ဒါကြောင့်မို့တပည့်တို့ကဂျိုဂျိုကုတ်ကုတ်ပဲနေတာကောင်းတဲ့အကြောင်းတပည့်တို့ပြန်ပြီးတော့ရှောက်ခဲ့တယ်ပေါ့အဲ့တော့တပည့်တို့မှလည်းပဲထိုက်တဲ့လောက်ဒီပဝန်းကျင်မလိုတာတွေပါတယ်ရှိတယ်အဲ့တော့တပည့်တို့ကပေါ်ပေါ်လွင်လွင်နဲ့ခြေပြားထောက်မနေဘဲနဲ့ဂျိုဂျိုကုတ်ကုတ်နေပြီးတော့တရား၄ပါးရံအောင်ကြောင်းတရား၄ပါးလို့လည်းခေါ်တယ်ပေါ့အောင်မြင်ကြောင်းတရား၄ပါးကိုတပည့်တို့ကလက်ကင်ထားဒါတွေကဘာလို့ဆိုတော့ ယတ္တိတိသတုရောဓမ္မာဝါနရိန္ဒယထာတဝတိစ္ဆန်ဓမ္မောဒိဋ္ဌိစာကောဒိဋ္ဌံသောအတိဝတ္တတိတဲ့လိုရင်းကတော့တိစ္ဆန်ဓမ္မောဒိဋ္ဌိစာကောအားလုံးဆိုကြည့်တယ်မှာဒိဋ္ဌံသောအတိဝတ္တတိတိစ္ဆန်ဓမ္မောဒိဋ္ဌိစာကောဒိဋ္ဌံသောအတိဝတ္တတိ ဒီစကားကိုဒီမြောက်မင်းကိုဒီမိချောင်းကြီးရဲ့ချီကျူးတဲ့စကားဒီဟာဇက်တော်ထဲမှာဘလို့လာတော့ဆိုတော့ဒီဖះလောင်းကမြောင်မျိုးဖြစ်တဲ့အခါမှာတကူဒီပဲကြက်စားတယ်ပေါ့မြစ်ပေးမှာနေတယ်ပေါ့အဲ့ဒီမြစ်ရဲ့လေမှာလဲကျွန်းကြီးတစ်ကျွန်းရှိတယ်တရက်ပင်နေပိနေပင်နေနဲ့အစားအစာတိတ်ပြီးတော့ပေါ်တယ်အဲ့ဒီမြစ်နဲ့ကျွန်းနဲ့ကြားထဲမှာလဲတခါကြောက်ကြာကြီးတစ်ချက်ကရှိတော့ဖះလောင်းကသူ့ရဲ့ခန္ဓာကိုယ်ကဘလောက်ရှိတုံးဆိုတော့ဒီဒူးရို့ ဒီမြင်းပေါက်ဒီမြင်းပေါက်စလေးလောက်ရှိနေတယ်ဒီလိုတို့ဒီတာလိကေဒါရဇက်တွေမှာလည်းပဲဖျားလောင်းရခန္ဓာကိုယ်ကြီးမင်းရခန္ဓာကိုယ်ပြောတဲ့အခါမှာဗရောင်းချက်မလောက်ရှိတယ်လို့ဗရောင်းချက်မဆိုတာလဲသိရင်လဲအောင်သဘောမျိုးပေါ့ဒီလိုဒီလိုစာတွေမှာဆိုတယ်ဒါကြောင့်မို့ဒီမြတ်စွာဘုရားပါရမီတွေပြည့်တော့ဖြစ်ရဘဝတိုင်းတိရိစ္ဆာန်ဖြစ်လည်းပဲ ဒီခန္ဓာကိုယ်ကြီးကြီးမားမားနဲ့အင်အားတောင့်တတင်တင်ဖြစ်တယ်ပေါ့ခုမြောက်ဖြစ်တော့လည်းပဲမြင်းပေါက်ဆတကောင်လောက်ထိခန္ဓာကိုယ်ဟာထွားကျိုင်းပြီးတော့အင်မတန်မှအားပြည့်တယ်ဒီလိုတည်းဒီတော့ဒီလိုတည်းဒီကနေ့ကလေးပါဒီမှာလည်းပဲဒီမြတ်စွာဘုရားကိုချီးကျူးတဲ့အခါမှာမြတ်စွာဘုရားရုပ်ဆင်းသိပ်ပြီးတော့ချိုးမိုးတဲ့ကြောင့်ချီးကျူးတဲ့အခါဘာတွေပါလို့ဆိုတော့အခုတ်တာဝကာတော့ဒတနာယာတဲ့ပါတယ်တော့ဆိုရင်ဟာယံကုရမကိုကြည်ရတာ မသိဉ္ဇဉ်ဘူးသိပြီးတော့ခံရတာပဲဆိုတော့ဒီအတိတ်ပဲမျိုးပေါ့ဒါကြောင့်မို့ဒီမြတ်စွာဘုရားပါရမီတွေပြည့်လာတဲ့အခါကျတော့ဒီဖြစ်ရပေါ်တိုင်းမှာတိရစ္ဆာန်ဖြစ်တဲ့အခါခြေမင်းဖြစ်လည်းပဲပရောင်းချက်မှခုလည်းပဲဒီမြောက်ဖြစ်တဲ့အခါမှာလည်းပဲမြင်းပေါက်စလေးတစ်ကောင်လောက်ကြီးပြီးတော့အင်အားသိပ်ပြီးတော့ကြီးတယ်မြတ်စွာဘုရားဖြစ်တဲ့အခါမှာလည်းပဲချီချူကန်းတွေရုပ်ဆင်းဥပ္ပရိတွေချီချူတဲ့အခါမှာအဲ့ဒီပုံတွေပါတယ်ပေါ့ဒါတတိထားစရာလေးပေါ့နော် ဒီတောင်မြို့ဆရာတော်ကြီးလည်းပဲဓာရီကိုတိတ်ပြီးတော့ရေးပြီးတခါတည်းရင်ကိုင်းနေပါလေဒီတစ်တုံးနေပါလေထင်းနေဖြစ်တဲ့ကရွှေဘူသားกว่าဆိုပြီးတစ်ချက်ထင်းနေတော့ကပ်ပြီးခိုင်းတာတဲ့ဒီလိုကြားဘူးတယ်ပေါ့ဒါတော့ဒါဇာတိမှန်ခေါ်ပါပေါ့ခုလည်းပဲဒီဖះလောင်းမြောင်မင်းကရေလေကြောက်ဖြာမှာကန်းဆက်ကနေခုံကူးလိုက်တဲ့ကမှာရေလေကြောက်ဖြာမှာတထောင်နာပြီးတော့ရေလေကြောက်ဖြာနေပြီးတော့ကျွန်းကိုတခါတည်းခုံကူးပြလိုက်တဲ့အင်အားအင်မတန်တန်တော့ ခုတော့တနေ့တော့အဲ့ဒီမြေထဲမှာမိเจ้าမနဲ့မိเจ้า ठी နှစ်ကောင်လည်းရှိတယ်ပေါ့မိเจ้าမဘာသွားပြီးတော့ချင်းချင်းတက်တုံဆိုတော့အဲ့ဒီဖရာလောင်းမြောက်မင်းရဲ့နှလုံးသားကိုသူကစားကျင်တာတဲ့စားကျင်တော့ဒီမိเจ้าကိုမိเจ้า ठी ရလည်းပဲရသေးရမယ်ဆိုပြီးတော့တနေ့တော့သူကဖရာလောင်းကအဲ့ဒီလိုပဲမြေဘက်ကနေပြီးတော့ကြောက်ဖြာပေါ့ကိုကြောက်ဖြာနေပြီးတော့အဝေးလှမ်းပြီးတော့ကျုံးပေါ်ခုံပြီးတော့ ဒီပိန်နေသီးတွေတည်ရသီးတွေစားပြီးတော့ညနေခင်ပြန်တော့မလို့လို့တော့အဲ့မိเจ้าညဘာလို့တော့ဆိုတော့ကြောက်ဖြာပေါ်မှာตาလေးမှောက်နေတယ်အဝေးရနေလှမ်းကြည့်ရင်တော့ကြောက်ဖြာကြီးပေါ့တကယ်လို့ဖះလောင်းတာခုံလာလို့ကတော့တခါတည်းရိုက်ချပြီးတော့တတ်စားမယ်ဆိုတော့သူ့ရဲ့မိเจ้าမောက်နှလုံးဒီနှလုံးသားကြွေးပြီးတော့ဒီချင်းချင်းတက်တာကိုဖြောက်မယ်ဆိုပြီးတော့သူကအဲ့ပေါ်နေတော့ဖះလောင်းကတတိသိကောင်းတယ်ရှင်ပြတော့ဒါတတိထားเสียရနော်ဘလောက်ကောင်းတော့ဆိုတော့ ဒီအမြဲတမ်းသွားနေတော့အဝေးရနေလှမ်းကြည့်လိုက်တဲ့အခါမှာရေရဘလောက်ရှိတယ်ခုကရေတိုးချိန်လားရေကျချိန်လားခုရေတိုးချိန်လည်းမဟုတ်ရေကျချိန်လည်းမဟုတ်ဘူးကြောက်ကြီးရခုတော့နည်းနည်းပိုပြီးတော့မြင့်လာတယ်လို့လို့အဲ့တော့တန်တရားတွေဖြစ်လာတော့ဘာလို့တော့ဆိုတော့ရမ်းမကူပဲနဲ့လှမ်းပြီးတော့ကြောက်ဖြာကြီးကိုလှမ်းခေါ်တယ်ပိုကြောက်ဖြာကြီးဆိုပြီးတော့လှမ်းပြီးတော့သုံးချိန်တိတိခေါ်တယ်ခေါ်တော့ဘာမှမလုပ်မလို့တော့ဒါမိချောင်းဖြစ်ခြင်းဖြစ်မှာဆိုပြီးတော့တကပြည့်ရယ်ဆင်ပြီးတော့ဘာပြောလိုက်တော့ဆိုတော့ ကြောက်ဖြာကြီးတဲ့တင်းဟာနေ့စဉ်နေ့တိုင်းကျွန်ုပ်ကခေါ်တဲ့အခါမှာတော့ပြန်ပြန်ပြီးတော့ထူးလေရှိတယ်ပေါ့ဒီနေ့တော့ဘာဖြစ်လို့မထူးတာတော့ဆိုပြီးတော့လှမ်းပြီးတော့ပြောလိုက်တော့မိเจ้าကြီးကလည်းအင်းဒီကြောက်ဖြာကြီးနေ့တိုင်းထူးပုံပေါက်တယ်ဆိုပြီးတော့မြောင်မင်းနဲ့ဘာလဲဆိုပြီးတော့လှမ်းပြီးတော့ထူးလိုက်တယ်အဲ့တော့ဟိုကကြောက်ဖြာပုံမှာဘာရှိမှန်းသိသွားတော့စဉ်မိเจ้าရှိမှန်းသိတော့အဲ့တော့ပြည့်ရဲ့ဆင်လိုက်တယ် ဲ့တော့သင်ဘသူလဲဆိုတော့ငါမိเจ้าပဲတဲ့ဘာလို့ချင်တာတော့ဆိုတော့သင်ရဲ့နှလုံးသားကိုကျွန်ုပ်လိုချင်တာပဲဆိုတော့အဲ့ဒီလိုဆိုရင်တဲ့ကျွန်ုပ်ပြန်စရာလမ်းကဒီတလမ်းပဲရှိတယ်အဲ့တော့သင်ရဲ့ပါဇက်ကြီးကိုဟပြီးတော့ထားလိုက်ပါတော့ကျွန်ကျွန်ုပ်ခုံလာခဲ့ပါမယ်ဆိုတော့မိเจ้าကြီးကလည်းဟုတ်မလို့ပါဇက်ကြီးဟလိုက်တယ်ပါဇက်ဟလိုက်တယ်ဆိုရင်မိเจ้าကြီးကမျက်လုံးပိတ်သွားတယ်ပေါ့ဘာကြီးပိတ်သွားတာလဲအဲ့တော့ဘုရားလောင်းကတတိတော့တခါတည်းခုံချလိုက်ပြီးတော့ခေါင်းပေါ်နေ ဖြတ်ပြေးနေပြီးတော့ကန့်ကြောက်သွားတော့မိเจ้าရဲ့မျက်လုံးပိတ်ထားဆိုတော့လာချိန်လည်းပဲမသိလိုက်တော့ဒီတိုင်းပဲနေပြီးတော့သူကချီကျူးတာပေါ့ဘလို့ချီကျူးလို့ဆိုတော့ယက်တိတိစတုရောဓမ္မာဝါနရိန္ဒယထာတဝတစ္ဆန်ဓမ္မောဒိဋ္ဌိစာဟောဒိဋ္ဌံသောတိဝတ္တတိတဲ့မြောင်မင်းတဲ့တင့်လို့ဒီတရား၄ပါးရှိတဲ့ပုဂ္ဂိုလ်တွေဟာအလုံးဟာတင်လည်းပဲဒီတရား၄ပါးရှိလို့ယံကိုအောင်မြင်ပြီးတော့ချမ်းချမ်းသာသာနဲ့တွားနိုင်တယ် တဲ့လိုပဲဒီတရားလေးပါရှိတဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌံတော့အတိဝတ္တိတော့အဲ့ဒီလိုတရားလေးမျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာဒိဋ္ဌံရံသူတွေကိုအတိဝတ္တိကြော်လွားနိုင်တယ်တဲ့ဒိဋ္ဌံဆိုတဲ့တရားလိုဓမ္မပဒတယ်မှာဒီသောတိတံရံတံကြီးတာဆိုလိုလိုပဲဒီဒိဋ္ဌတက်ဒီပိတက်ကအပိတိမိမနှစ်သက်ခြင်းမကြိုက်ခြင်းနဲ့ဟောတဲ့ဒီနဲ့ဟောပေါ့ဒါကြောင့်မို့ဒိဋ္ဌံကိုရံသူလိုပဲပြန်ရတယ်ပေါ့အဲ့တော့ဒီတရားလေးပါပြည့်စုံတဲ့သင်မြောင်မင်းဟာ ရံကိုအောင်မြင်တယ်လို့ပဲတဲ့အာလုံသောပုံကိုယ်တွေမှာဒီတရား၄ပါးရှိမယ်ဆိုရင်တော့အာလုံအောင်မြင်နိုင်ကြပါတယ်ဆိုပြီးတော့စောစောကတပည့်တော်ပြောကြတယ်ဓမ္မောဆိုတာပါတယ်နံပါတ်၁ကတစ္ဆံဝစီတစ္ဆာရှိရမယ်တဲ့ဗာရှိရမှာလို့ဆိုရင်တပည့်တော်တို့ဒါကြောင့်မို့မှန်မှန်ကန်ကန်ပြောရတယ်တပည့်တော်တို့ဒီကြောင်းတိုက်မှာလည်းပဲတန်ဃာတော်တွေအပြစ်ရှိလို့ရှင်ရဲရဲတင်းတင်းဖြေဖို့ကိုလှုပ်ထားတဲ့အပြစ်ကိုအပြစ်ပေးလိုက်တယ်ဆိုရင် မကြေပြောက်ဘူးလားကြေပြောက်သလားဆိုရင် တချို့ကြတော့ဘာဖြစ်တယ်ဆိုဒီဝစီတစ္ဆာကိုတိတ်ပြီးတော့ပြောရမှာဝန်လေးတာလိန်ရင်လိုလိုဘာလိုလိုမေးလိုက်လို့ရှိရင်စကားလေးတိုးတိုးပြောသလိုလိုနဲ့ဒါမျိုးတွေရှောင်ကျင်မှာရှောင်ကျင်မှာရှင်ပြားတို့ဘဝမှာတိုးတက်မှုမြင်မှမှုဆိုတဲ့ရှိတယ်။ဒါကြောင့်မို့အပြစ်ရှိရင်လည်းပဲခံမယ်ရိုးရိုးသားသားပြောလို့ရှိပါတချို့အကြီးတွေယဟန်ဖြစ်ခံသေးတယ်ဒီတပြီးတော့မေးလိုက်လို့ရှိရင် မတရားမသားလူလူဘာလူလူမပြောချင်တယ်လူလူဒါမျိုးတွေရှိလာလို့ရှိရင်တပည့်တော်တို့ဒီလူကြီးတွေနဲ့ဆက်ဆံလို့မရဘူးပေါ့ဒါကြောင့်မို့အောင်မြင်ချင်လို့ရှိရင်နံပါတ်1သစ္ဆန်ဆိုတဲ့ဝစီသစ္စာနဲ့ပြည့်စုံရမယ်။ဘာနဲ့ပြည့်စုံရမှာလို့နောက်ဓမ္မဆိုတာစောစောကပြောခဲ့တဲ့ဒီစဉ်းစားဆင်ခြင်တတ်တဲ့ပညာပေါ့စောစောကတပည့်တော်ပြောတယ်လို့ဖရာမိပူဇော်ပါဤဆိုသွားပြီးတော့ကြောင်းနေပေါ်မှာညင့်ပေးနေတာ ဒါမျိုးတွေဆိုလို့ရှိရင်ဒီပြုတို့အပြစ်နဲ့အကျိုးဘယ်အများမလဲဆိုရင်ကိုတော့ကဒီပြုတို့ဇက်တော်တကူထဲမှာရှိသေးတယ်ဒီဥယျာဉ်ဆောင်တယောက်ကဒီတနေ့တော့သူတို့မျိုးထဲမှာပွဲတဲ့ပင်ဟ9ရက်ရှိတော့ပွဲရလည်းပဲကြည့်ကျင်တော့သူ့ရဲ့ဥယျာဉ်ထဲမှာနေတဲ့မြောက်တွေကိုမှားသွားတဲ့မင်းတို့လည်းပဲဒီဥယျာဉ်ကြီးကတိတ်ပြီးတော့အကျိုးများလာပဲပေါ့အဲ့တော့ငါ9ရက်လောက်သွားပြီးတော့ပွဲကြည့်လိုက်အောင်မင်းတို့ဒီတစ်ပင်ကြီးမသေးအောင်ရေလောင်းညာဆိုပြီးတော့မှားသွားတဲ့ မှာသွားတော့မြောက်ကောင်းဆောင်ကြီးကဘာပြောတော့ဆိုတော့မြောက်တေကိုသူကဩဝါဒသူကဆရာကြီးထက်တော့တယ်ဘလို့ပေးတော့ဆိုတော့မင်းတို့လေရေဆိုတာတိတ်ရှားတယ်တပည့်တို့ကြောင်းလို့များဖြစ်မှာတော့မသိဘူးပေါ့နော်ရေတိတ်ရှားနေတယ်ရေတိတ်ရှားတော့တစ်ပင်တွေကုန်လုံးရေကုန်မှာပဲတဲ့အဲ့တော့တစ်ပင်တွေကိုဒီပြိုးပင်တွေကိုနှုတ်ကြည့်กว่าတယ်နှုတ်လိုက်လို့အမြင့်တွေရှည်တဲ့ပင်ဆိုရင်ရေများများသာလောင်းတက်လိုက်တယ်အမြင့်တွေရှည်လို့ရှိရင်ဘယ်လောက်လောင်းမလဲဆိုရင် တကယ်လို့အမြင့်တူတူလေးဆိုရင်ရေနည်းနည်းလေးလောင်းတယ်အမြင့်တူလို့ရှိရင်ဘသူကဩဝါဒပေးနေရတာအဲ့မြောက်ကောင်းဆောင်ကြီးကဩဝါဒပေးအဲ့တော့မလုပ်တော့ဆိုတော့မြောက်တရားရှေးရမြောက်တရားတစ်ပင်နေနှုတ်ချသွားတာနောက်ကမြောက်တရားအမြင့်ကြီးပြီးတော့ပြန်ဆိုင်ပြီးတော့ရေတွေလောင်းတော့ဥယျာဉ်တစ်ခုလုံးပေကုန်သလားရှင်ကုန်သလားဆိုရင်အဲ့တော့ဒီဟာဘာပညာမရှိလို့လို့ဆိုတော့ဓမ္မလို့ခေါ်တဲ့ဝိသရဏပညာဘာပညာတော့ဆိုရင် ဆင်းရဲဆင်းရဲတက်တဲ့ဉာဏ်မရှိတော့အကုန်လုံးဥယျာဉ်တစ်ခုလုံးရေလောင်းလာတော့ကောင်းအောင်လောင်းချလိုက်တာပဲဒါပေမဲ့လို့ဥယျာဉ်တစ်ခုလုံးသေသွားတာပဲအဲ့တော့ဒီလိုလိုလေးပဲခုဒါမီးပူဇော်တာလေဒါအထုတတိထားပါမြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုရင်ပူဇော်တဲ့အမူအရာလေးတွေဝစီကံလည်းပဲတိတ်ပြီးတော့ရိုးရိုးရင်းရင်းနေမရှိပါနဲ့နောက်ဆုံးဒီချွေးတွေပါလေမထွက်ဘူးဆိုရင်ဧကတိလေးတွေရမ်းပြီးတော့နေပါနော်ဒီဟိုတော့ကစကပုံတစ်ခုကလည်းပဲဒီမိခင်ဖခင်ရဲ့ကောင်းမှာ တွားပြီးတော့ချင်းရနာတာကိုတားဖြစ်တဲ့ပုဂ္ဂိုလ်ကသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကချင်းချောက်မယ်ဆိုပြီးတော့တူနဲ့နှစ်ဖူးထူရတာအဲ့တော့မိခင်သေးရောတဲ့အဲ့တော့၆တာတော့ဘာ၆တာတော့စဉ်သေတာဘသူသေးသွားတာမိပါတိဒါမျိုးတွေဒီလိုတိတ်ပြီးတော့များတတ်တယ်ပေါ့ခုနမြောက်ကြီးဩဝါဒပေးတယ်လို့လည်းမဖြစ်စေနဲ့ပေါ့ဒါကြောင့်မို့ဒီလိုတို့ဓမ္မဝိသရဏပညာတိတ်ပြီးတော့လိုအပ်တယ်အရာရာမှာစီမံခန့်ခွဲတတ်ဖို့လိုတယ်လုံးတဲ့ပုဂ္ဂိုလ်ကတော့စီမံခန့်ခွဲမလို့ရှိရင်တိတ်ပြီးတော့လုံးတတ်တယ် အဲ့တော့အရာရာမှာဘာရေးကြည့်တယ်ဆိုတော့စီမံခန့်ခွဲမှုပညာဘာရေးကြည့်တော့ဆိုရင်ဒီဟာရှိရင်လည်းပဲအလုံးကိုအောင်မြင်နိုင်တယ်တဲ့သူများတွေရတုံ့ပြန်လာပြီဆိုရင်ကိုကမတုံ့ပြန်မနဲ့ဓမ္မလမ်းကြောင်းဘယ်လိုသွားမလဲဒါတွေထိပါတာပေါ့ဗျာဒါကြောင့်မို့တစ္ဆန်ဓမ္မောဒိဋ္ဌိတဲ့စူးစမ်းအထောက်ရမယ်ဘာလို့ရမလဲဆိုရင်ပညာတော့ရှိပါရဲ့ဩဝါဒတွေတို့ပေးပါရဲ့အကုန်လုံးအိတ်နေတယ်ဘာမှမလုပ်ဘူး တီဝီတွေဤထိုင်ကြည့်နေတယ်ဆိုရင်ဒီကြောင်းတိုက်တိုးတက်ပါမလားဆိုရင်တို့တို့ဟန်သာဂိရိဆရာတော်လည်းပဲဩဝါဒလွန်ပေးတယ်အလုတ်လုတ်ရှင်နေတယ်တောင်မျိုးဆရာတော်လည်းပဲလုတ်လုတ်ကိုအသက်ရှင်နေတယ်ဒါမျိုးစိတ်တက်မွေးရတယ်ဒါကြောင့်မို့တိတိစူးစမ်းအားထုတ်မှုတည်ကြည်မှုနဲ့လည်းပဲပြည့်စုံရတယ်ဒါဆိုရင်အာလုံးကိုအောင်မြင်နိုင်တယ်ဘာလို့ဖြစ်နိုင်လို့ဆိုရင်တစ္ဆန်တံမို့တိတိစာကောတဲ့စာကဆိုတော့ကိုစီကိုငါအတ္တပရိစ္ဆာကလို့ထာကရာတော်ဖွင့်တယ်ပေါ့ အတ္တကိုစွန့်လွတ်ပြရဘာကိုစွန့်လွတ်ရမလို့အကြီးလုံးတဲ့ပုဂ္ဂိုလ်တွေရလည်းပဲအာငါ့အတွက်အချိန်မရှိပဲနေလိမ့်မယ်ငါ့အတွက်ဘာဖြစ်ပဲနေလိမ့်မယ်ဆိုပြီးတော့အောက်လက်ငယ်သားတွေရဲ့အကျိုးကိုကိုကျိုးကိုဦးစားပေးပြီးတော့အောက်လက်ငယ်သားအကျိုးတွေမလုပ်ဘူးဆိုရင်ဒါစာကမဖြစ်ဘူးရှင်ဗျားတို့သိတဲ့စာကပစ္စည်းစွန့်တာဘယ်သိတယ်ဒီမှာထာဂရာကအတ္တပရိစ္ဆာဘောလို့ဖွင့်တယ်ဘယ်လိုဖွင့်လဲဆိုရင်ကိုအတ္တကိုစွန့်လွတ်ပြလိုက် ငယ်တဲ့ပုဂ္ဂိုလ်တွေရတယ်ပဲဒီလိုပဲအော်ငါတို့စာစူးစမ်းမှစီကန်းလိုက်နာမှဒီလိုမှမဟုတ်ဘူးဆိုရင်ဆရာသမားတွေတိတ်ပြီးတော့စိတ်ဆင်းရဲလိမ့်မယ်ဆိုပြီးတော့ကြီးကိုပုံယူသေးပုဂ္ဂိုလ်ကြီးယူသေးတယ်လို့ပဲဒါအလုံးကိုဆရာလည်းပဲတပိတပိရလည်းပဲဆရာပေါ်မှာကိုကျိုးဆွန့်လို့ပြီးတော့နေရမယ်အထူးသဖြင့်ဒီလိုလိုကြီးလာတဲ့ဆရာသမားတွေဖြစ်တဲ့စာကြတွေဖြစ်လာတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးကိုပုံပြီးတော့ဆွန့်လွတ်နိုင်မှဒါကောင်းဆောင်ပုံပြီးတာတယ်ဒါမှလည်းပဲကြောင်းတဲ့တတိုင်းဟာအောင်မြင်ပါတယ် ဒီလိုမှမဟုတ်ပဲနဲ့ငါ့အတွက်ဘာကျိုးသွားလိမ့်မယ်သူတို့အတွက်ကဘာဖြစ်ဖြစ်ဆိုတဲ့စိတ်တွေညာလာလို့ရှိရင်ကြဆုံးမလားအောင်မြင်မလားဆိုရင်ကြဆုံးမယ်ဒါကြောင့်မို့ဒီလိုတို့ဒီတစ္ဆန်တံမောဒိဋ္ဌိစာကောဒိဋ္ဌံတော့အတိဝတ္တတိတဲ့၃ခေါက်လောက်ဆိုကြည့်ပါဦး ဒီတရားလေးပါရှိနေတဲ့ပုဂ္ဂိုလ်ဟာအာလုံကိုကြော်လွှားအောင်မြင်နိုင်တယ်တဲ့တစ္ဆန်ဆိုတာဝစီတစ္ဆာတစ္ဆန်ဆိုတာဓမ္မဆိုတာစူဇံနှိုက်ချိန်တတ်တဲ့ပညာဓမ္မဆိုတာဒိဋ္ဌိဆိုတာတည်ကြည်မှုနဲ့ကြိုးစားမှုနဲ့ပြည့်စုံတာဒိဋ္ဌိဆိုတာစာကဆိုတာအများအတွက်ကြိုးစားတာပဲစာကဆိုတာ ဘာကိုစွန့်လွတ်တာတော့ဆိုရင်အတ္တကိုစွန့်လွတ်တာအရာရာမှာကြောင်းတိုက်နဲ့ပူနဲ့ရှင်လိုက်ကြောင်းတိုက်ตาရာရေးကြောင်းတိုက်တိုးတက်ရေးဒါမျိုးစိတ်တဲ့ရှိလာတယ်စာချဘုံကြီးတိုင်းရှိလာမယ်ကြောင်းဘုံကြီးတိုင်းရှိလာမယ်စာတင်သားတိုင်းရှိလာမယ်ဆိုရင်ဒီလိုကြောင်းတိုက်မျိုးမအောင်မြင်ဒီလိုရဲရွာမျိုးဒီလိုနိုင်ငံမျိုးမအောင်မြင်ဘူးဆိုရင်ဘယ်သူမှမအောင်မြင်နိုင်ဘူးတရုတ်တို့နိုင်ငံတော်မှာလည်းပဲအတ္တစွန့်လွတ်တဲ့ ိုမချမ်းသာရင်နေပြည်တော်တန်သူပြည်သားတွေပြည်လေစီဖို့ဆိုတဲ့ခေါင်းဆောင်မျိုးတွေပေါ်လာပြီဆိုလို့ရှိရင်ဒီနိုင်ငံမတိုးတက်ဘယ်နိုင်ငံမှမတိုးတက်နိုင်တော့ဒါကြောင့်မို့ဒီမြောင်မင်းကိုဒီမိเจ้าမှချီးကျူးတဲ့ဒီရှင်အောင်เจ้าတရားအောင်မြင်เจ้าတရားလေးပါးကိုကိုစီကုံကကြင့်ကြံကြိုးကိုအားထုတ်ပြီးတော့သူတော်ကောင်းများဖြစ်နိုင်အောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း